ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အောင်လည်းမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခုစိတ်ဝင်စားစရာအကြောင်းတွေပြောရင်းနဲ့ဥရောပဘောလုံးကမှပြီးသွားပြီဗျာ။ International Week ကလည်းဗျာအမြဲတမ်းအနောက်ရှက်ပေါ့လေ။ဒါမဲ့လည်း International Week ကလည်းကြည့်ရမယ်။ဘာလို့ဆိုတော့သူတို့မပါဘဲနဲ့လည်း World Cup ကြည့်လို့မရဘူး။ Euro ကြည့်လို့မရဘူး။ Asian Cup တွေကြည့်လို့မရဘူး South America Copa America ကြည့်လို့မရဆိုတော့အဲ့ဒါကြည့်လို့ကြည့်ရမှာပဲဒါပေမဲ့အချိန်တက်ပြီဆိုရင်မြဲတယ်ဗျာဒီနေ့ရာသီမှာ Paris Saint-Germain ကိုဘယ်သူတားဆီးနိုင်ချန်ပီယံလိချန်ပီယံကျွန်တော်တို့ဘာဆိုနာနဲ့ကစားသွားတဲ့ခြေစွမ်းကိုကြည့်ပြီးတော့ PSG ဝါကောင်းလိုက်လားဆိုတဲ့အချက်မြင်လိုက်တာအဲ့တော့ကြည်ကြပြန်ဘလို့ထင်လဲ PSG ချန်ပီယံထပ်ဖြစ်နေလားအခု PSG ရှိမှာဗျာအခုဒီရာဒီမှာဥရောပချန်ပီယံလိမှာ favorite ဖြစ်နေတဲ့အသင်းနှစ်သင်းရှိတယ်တသင်းကဘာဆိုလိုနာတသင်းက PSG သူတို့နှစ်သင်းက11 2 5စာခွဲရှိတယ်သူတို့ကို favorite ပေးထားတယ်သူတို့နောက်မှာ Arsenal ရှိတယ် Arsenal ရှိတယ် ီးတော့မှဘိုင်းမြူနစ်ရှိတယ်ပြီးရယ်မက်ဒရစ်ရှိမယ်အဲ့လိုအစဉ်လိုက်သွားတာ Chelsea တို့ဘာတို့အခုဇက်တိုက်သွားတဲ့ချက်မှာအခုလောလောဆယ်မှာ Paris Saint-Germain ကျွန်တော်ပြောအခု Bundesliga ကဘိုင်းမြူနစ်ခြေရန်ဆွာနေတယ်ပြီးတော့ PSG ရှိတယ်ပြီးရယ်မက်ဒရစ်ရှိမယ် Barcelona ရှိမယ် Arsenal ရှိမယ် Manchester City နောက် Liverpool ကလည်းအမြဲတမ်းကြည့်ရတဲ့အသင်းပဲဘာလို့ဆို Liverpool ကလည်းအရန်ကောင်းတဲ့အထက်မှာပါတယ်ဥရောပအဆင့်မှာသူတို့ဟာအောင်မြင်မှုတွေရပူးထားတဲ့အသင်းဖြစ်တယ်6ကြိမ်တောင် Champion ဖြစ်ထားတယ်ဆိုတော့အဲ့ထက်မှာဘယ်ကောင် Champion ဖြစ်နိုင်ချေရှိတယ်ဒါပေမဲ့ ချန်ပီယံဖြစ်ဖို့ဆိုရင်ခိုင်မာတောင်တင်းတဲ့ခံစစ်ခိုင်မာတောင်တင်းတဲ့ကွင်းလေနောက်တကယ်ကိုကိုသွင်းနိုင်တဲ့တိုက်စစ်အစုဖွဲ့နဲ့ quality အရေးသွေးရှိတဲ့နီးပြအရေးသွေးတွေလိုအပ်တယ်။ပြည့်ရှိကားတာအကုန်ပြည့်စုံတယ်။ကိုသမား okay look at chevalia maybe နည်းနည်းတော့မေကုန်းထုတ်စရာတွေရှိတယ်။ခံစစ်က william pacho ရဲ့ markinho ရဲ့နောက်တစ်ဖက်ကဇဘာကြီးရှိတယ်။ fullback နှစ်ယောက်ကကမ္ဘာအကောင်းဆုံးနှစ်ယောက်။ကွင်းလေက joao neves ရဲ့ vitinha ရဲ့ ဖာဗီယန်လူးစ်ကကမ္ဘာအကောင်းဆုံးကွင်းလေတော့တော့ပြောလို့ရပြီးတော့တိုက်စစ်ကလည်းရှမ်ပန်နာ PSG မှာအဆုံရှိတယ်ဗျသူတို့မှာ option တွေအများကြီးပဲဒါကြောင့်လေသူတို့က team to be လို့ပြောထားတာသူတို့ကိုအနိုင်ခံဖို့လိုအပ်တယ် champion ဖြစ်ချင်အဲ့ဒီနေရာမှာကျွန်တော်တို့အခုကျွန်တော်တို့ဗျာဥမာ Real Madrid ကိုကြည့်မယ် Champion League မှာ Real Madrid ကိုအမြဲတမ်းထက်တွက်ရမယ်15ချိန် Champion အလားတသက်ဖြစ်ထားတာမဟုတ်ဘူးဆို Real Madrid ရဲ့အနေအထားကိုကြည့်ရင် ဖြည်းဖြည်းနဲ့ဂျာဗီလွန်ဆိုသွားနေတဲ့ style of play ဖြည်းဖြည်းချင်းတွေ့လာပြီသူတို့ organize ဖြစ်တဲ့အပိုင်းမှာကိုယ်ထိန်းချုပ်တဲ့အပိုင်းမှာသူတို့အားနေနေသေးတယ်ဒါပေမဲ့ matrix ကမတွေ့ပဲ matrix မှာ1 counter အထက်တစ်ခါကသူတို့တကူပဲအဲ့ဒါကသူတို့ရဲ့အားအသာဆုံးအချက်ပဲဖြစ်တယ်ဒီနံပါတ်ဝင် matrix ကခန်းစစ်ပိုင်းနည်းနည်းလေးယော့နေတယ်ဒင်းဟော့ဆင်ကောင်းတယ်ဒါပေမဲ့သူနဲ့တွဲကြတဲ့အခါမှာ edmilly town တို့ riga တို့ရှိတဲ့အခါမှာအိုက်ပါနေနောက် ဒန်နီကာဘာကလည်းမကြခဏဒဏ်ရာရလိုက်အနီကထိလိုက်ထရန့်ကလည်းဒဏ်မကောင်းတော့ဒါပေမဲ့အဲဘေဘေချန်ကခဆာရက်ဆိုတဲ့ချက်တိလေးတော်တော်ကောင်းတယ်ကိုသမားအမြဲတမ်းကာကွယ်တယ်သူတို့မှလုံလောက်တဲ့ squad ကိုပိုင်ထားတယ်အခုဆိုရင်အာဒါကူလာလည်းတော်တော်လေးကောင်းတယ် finisher ပြန်ကောင်းလာမယ်ဆိုရင် Mbappe နဲ့ဆိုလုံးဝပြောကြမရှိဘူး Brahim Diaz တို့ Franco Mascherano တို့ Rodrigo တို့လည်းချန် Real Madrid တိုက်စီစုဖွဲ့ကျွန်တော်ထင်တော့ Madrid တော်တော်လေးကောင်းတယ် strong ဖြစ်တဲ့ squad ကိုပိုင်ထားတယ်ဒါကို Xavi Alonso ဘယ်လောက်ထိ manage မလဲဒီနေ့မှာ Barcelona ဟိုတနေ့ကလည်း Toni Kroos သုံးသက်တယ် ဒီ only သုံးသက်တယ်ဘာဆိုနာရဲ့ game တွေကိုကြည့်ရင်ပက်ဒရီရဲ့ရာဖီညာရဲ့ယမားရဲ့ခြေစုံမပြတဲ့နေ့ဘာဆိုနာတိုင်ပတ်တဲ့နေ့ပဲဟုတ်တယ်ပက်ဒရီရဲ့ဒီအောင်ရဲ့ယမားရဲ့ရာဖီညာရဲ့ ဘာကြောင့်လဲဆိုဒီသားမတွေကဘာဆိုနာကိုရှေ့ကကိုးတွေသွင်းနေကွင်းတွေကထိမ့်ချုပ်ထားတဲ့ခါမှာအိုက်ကောင်တွေခြေတော်ထဲမှာရှိနေပြက်တနာမရှိဘူးသူတို့ဘောလုံးမကင်တဲ့ပွဲတိုင်းမှာသူတို့တံပြန်ကောင်တာ transition မကြာခဏဖြစ်တယ်အဲ့ဒီဘာဆိုနာပြက်တနာ Inigo Martinez မရှိတော့တဲ့ center back ကဘာဆိုနာရဲ့ main ကိုထုတ်စား every single round မှာဘာဆိုနာ knock out လုခံရမယ့် chance ကလူများအသစ်တဲ့ပုံများတယ်သူတို့လည်းလူများကိုနိုင်ဖို့ chance ပုံများတယ်ဒါပေမဲ့ risk ကအရန်ယူတဲ့ပြက်တနာအဲ့ဒီချက်ကဘာဆိုနာအတွက် ချန်ပီယံလိမှာသူတို့ချန်ပီယံဖြစ်ဖို့ခက်ခဲနေတဲ့အချက်ပဲဒါပေမဲ့သူတို့ကို drive favorite အနေနဲ့ PSG နဲ့တွဲထားတာလေဘာလို့ဆိုသူတို့ရဲ့ talented လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ပဲကျွန်တော်အပြင်တော့ Barcelona ခက်ခက်ခဲခဲတော့သွားမယ်သူတို့ခံစားရအရန်ဝီးဖြစ်တယ် imagine ပြ Arsenal က William Saliba နဲ့ Gabriel တာ Barcelona ဆန်တာပဲဆိုအဲ့ကောင်လေးချန်ပီယံဖြစ်တယ်ဖြစ်တယ်ဟိုကောင်နောက်ကောင်ဆန်တာပဲရောက်သွားရင်တေချာဖို့ဖြစ်တယ်ဘာလို့ဆိုအဲ့လောက်ကို Barcelona လိုအပ်တာ စန်တဘက်ကတော့မရှိတာပြီးတော့လီဗာပူးဒီအသီးမှာအာနီစလော့အသင်ကဟာလာဟင်းလင်းအကွက်တွေအပေါက်တွေအပေါက်တွေအများကြီးနဲ့မင်းကုန်ထုတ်ဆက်တယ်အများကြီးပဲကောင်းတာတော့ကောင်းတယ်ဒါပေမဲ့နိုင်ပွဲတွေကဗျာကျွန်တော်ပြောချင်တာက perfect ဖြစ်တဲ့နိုင်ပွဲတွေမဟုတ်ပဲနဲ့ KO တွေကြားကနေနိုင်သွားတဲ့ position တစ်ချက်အသင်းကိုစနစ်တကျတိဆောက်ပြီးတော့မှ position ကောင်းကောင်းနဲ့ပွဲကိုထိမ့်ချုပ်ပြီးတော့နိုင်တဲ့အနိုင်ကပို့ပြီးတော့ခက်ခဲတယ်။ဘာလို့ဆိုအဲ့ဒါကကိုပြန်လာနိုင်ဖို့ခက်တယ်ဗျာ။အဲ့ဒါကတီချာပေါ့ကိုရှိကိုကမ်ဘတ်ဖြစ်ဖို့ခက်တယ်။ဟိုလီဗာပူးနိုင်တာတွေကသူ့ကိုကမ်ဘတ်လာလာလှုပ်သွားနိုင်တယ်လို့သူ့အတွက်လည်းဘယ်ရစ်များတဲ့အမားတွေအမားတွေအပေါအပြဲတွေချားပါ။ဆိုတော့အဲ့ဒါကိုအာနီဆိုဖစ်လုပ်ဖို့လို့တော့မလုပ်ဘူးဆိုရင်လီဗာပူးအတွက်ဒီချာရာစီမှာချန်ပီယံလိရဖို့ခက်တယ်။အဓိကအိုက်ခန်စစ်အရန်ပြဲနေတာပွဲတိုင်းဂိုးပေးနေရတဲ့အချက်ကပွဲတိုင်းကမ်ဘတ်ရဖို့ခက်တယ်ဗျာ။ အဲ့နေရာမှာကျွန်တော်အခုဘိုင်မြူနစ်ရန်စထရောင်းဖြစ်တယ်ပွဲတိုင်းနိုင်ထားတယ်ဒါပေမဲ့ဘိုင်ယန်အိုက်တိုင်းပဲနှစ်တိုင်းလီတိုင်းမှာနှစ်တိုင်းနှစ်တိုင်းအိုက်တိုင်းတကယ်တော့အပေါ်ရောက်လာပြီဆိုဒီကောင်ထထဖောက်တယ်ကွာတားလောက်ဆိုဆိုကွန်ပဏီရဲ့လို့ပေါ့ဘူးဘယ်နည်းရပဲဖြစ်ဖြစ်ဘိုင်မြူနစ်ကအဲ့လိုပေါ့ဟန်စီဖလစ်နဲ့တခါပူဆွဲတယ်ယော့ဟန်ကက်လက်ထမှာပူဆွဲတယ်ဒါပေမဲ့အဲ့လိုပြီးလို့နောက်တစ်နေ့ကျရင်သူတို့ on fire ဖြစ်ပြီလို့ထင်မဟုတ်ဘူးပြန်ဖောက်သွားပြန်ဆိုဘိုင်မြူနစ်ကိုခမန်းခတ်တယ်ဒါပေမဲ့ဘိုင်ယန်ရဲ့တိုက်စစ်ကပိုလီစီလည်းရှိတယ် hurricane လည်းရှိတယ် granada လည်းရှိတယ် ds လည်းရှိတယ် on fire ပဲ တို့မှာနည်းနည်းအားနေတာက full back တွေနည်းနည်းအားနေတယ်အခု Alfonso David တန်ရတာလည်းပါတယ်တို့ right back ကနည်းနည်းအားနေတယ် Musiala ပြန်လာပုံတော် strong ဖြစ်မှာ Bayern မြက်ကအမြင်နဲ့ကောင်းတဲ့အသင်းတွေမှာပါတယ်ဒါပေမဲ့ကျွန်တော်တို့ Bayern Munich champion ဖြစ်မယ်ဆိုတာစီမီတော့တည်ကြတော့တယ်ဒါပေမဲ့ Bayern Munich champion ဖြစ်မယ်ဆိုရင်တူတူတူမှာတို့တခုခုလိုနေတယ်ဗျာတို့အသင်းကအမြင်နဲ့အဲ့ဒီနေရာမှာ အခု Arsenal မထင်မှတ်ပဲနဲ့ Arsenal ဟာ one of the strongest squad ကိုပိုင်ဆိုင်ထားပြီးတော့တော်တော်လေးငြိမ်းလာတယ်။အဲ့ခန်စစ်မနေ့ကဂျူးကိုပြောတယ်လေ Arsenal Champion League မှာ Champion ဖြစ်မယ်ဆိုရင်အဲ့ခန်စစ်ပိုင်မယ်။မနေ့ကကျွန်တော်တို့ကတကယ် crucial time မှာ Gabriel injury ဖြစ်လိုက်တာတော်တော်ဆိုးသွားတယ်။အဲ့မှာ Thiago နဲ့တွေ့ရတာ ဟိုးတနစ် quarter final ထွက်တော့ကအဲ့တိုင်းပဲတကယ်အရေးကြီးချိန်မှာ Kivio နဲ့ Saliba injury ဖြစ်သွားအဲ့မှာကျွန်တော်တို့ကအမြဲတမ်း Bayern နဲ့ပွဲမှာလည်း Gavier တန်ရရအဲ့မှာကျွန်တော်တို့က center back တွေအမြဲတမ်းတိုင်ပတ်တယ်ဆိုတော့ဒီတစ်ခေါက် solid ဖြစ်တဲ့အခြေအနေနဲ့တောင့်တင်းတဲ့အခြေအနေတွေနဲ့ Arsenal ရင့်ကျက်လာတယ် အတက်ကဲမှာလည်းလုံလောက်တွဲ့ threat ဒီအများရှိတာပဲ option တွေများလာတဲ့ချက်ဒီချက်ကမိခင်အာတီတာတွေအရန်ကောင်းတဲ့ချက် chance အများကြီးရှိတယ်ဒီနှစ်က Arsenal ကတိုက်ဆင်သွားတဲ့ Premier League မှာ favorite ဖြစ်ပြီးတော့ Champions League မှာ second favorite opta ဆိုရင်တော့သူ့နှစ်ဖက်လုံးမှာ favorite ပေးထားတယ်ကျွန်တော်တို့အဲ့ favorite မကြိုက်ဘူးအဲ့တော့ pressure ကြီးဖြစ်နေကျွန်တော်ဒီတိုင်းလေးပဲကြိုက်တယ်အဲ့ထဲမှာ Chelsea Chelsea ကအခု Champions League လို့အဲ့လိုပြိုင်ပွဲတွေမှာ game by game တိုက်ကောင်းနေဗျသူတို့ကရှုံးထွက်ဖို့သူတို့16သိန်းရောက်သွားလို့ရှင်သူတို့က ကံညာဝရိယအားလုံးသောသောဆုံတယ်။ဥမာလမ်းကြောင်းဆိုလေလိုရထက်ပို့ပြီးခြောင်သွားတယ်။ကံကြမ္မာသူတို့ဘက်မှာအမြဲရှိအဲ့တော့ကြောင့်ချယ်ဆီကအမြဲတမ်းထက်တွဲရမယ်။လက်ရှိချေသွားရဆိုတော့ချန်ပီယံမဖြစ်နိုင်ဘူး။ဒါပေမဲ့ချယ်ဆီကချန်ပီယံဟောင်းနှစ်ကြိမ်အောင်ရတာကျွန်တော်ထင်တော့ချယ်ဆီမှာချန်ရှိတယ်။သူတို့မှာသူတို့အသင်းရတာမီဆိုတာဘာလို့လုပ်လို့မရဘူး။သူတို့တော်တော်လေးကောင်းတဲ့အသင်းကိုပိုင်ဆိုင်အဲ့ခံစစ်ကလည်းအားနေတဲ့ပြဿနာ။ မန်စီးတီးကိုလည်းထက်တွက်ရမှာမဟုတ်ထက်တွက်ရမှာဆိုတော့မန်စီးတီးကပြီးခဲ့တဲ့နှစ်တည်းမှာဝီးဖြစ်နေပြီမဟုတ်ဘူးဖြည်းဖြည်းချင်းအသင်းတွေကိုပြန်ကောင်းလာတကယ်လို့ရိုဒီရှီယာ fully fit တာရပြီဆိုရင်မန်စီးတီးကြောက်စရာမလိုမန်စီးကောင်းတယ်ဗျဂွာဒီယိုလာဆိုကျွန်တော်တို့ကကြည့်ရမယ်မန်ချက်စတာစီးတီးကျွန်တော်တို့မန်ချက်စီးကိုကြည့်ရမယ်ဒါပေမဲ့မန်ချက်စတာစီးတီးအခုကစားပုံကတော့အရင်တော့အားရအစားတော့မရှိသေးဘူးဒါပေမဲ့ကြည့်လို့ကြည့်ရမယ်ဒီကြားထဲမှာကျွန်တော်တို့အင်တာမီလန်တို့ဘာတို့ကစီးတီးမှာအဲ့လောက် strong မဖြစ်ဘူးဗျအောက်ဆိုက်တာတွေကလည်းကျွန်တော်တို့တခြားအသင်းတွေထဲမှာကျွန်တော်တင်တာတော့ PSG ရယ် Real ရယ် Barcelona ရယ် ဘိုင်ယန်ရဲ့အာစနယ်ရဲ့လီဗာပူးရဲ့မေဘီချယ်ဆီရှိမယ်မန်စီးတီးလည်းရှိကောင်းရှိတယ်စပါးတော့ကျွန်တော်တို့မထင်ဘူးညူကာဆယ်လည်းမထင်တော့ဘူးစပါးလည်းမရလာဘူးဖြစ်နိုင်ကြီးအားနေတာပေါ့လေခိုးဘက်အီတလီကလပ်တွေထဲမှာလည်းအဲ့လို strong မဖြစ်ဘူး juve တို့ပါလို့အရင်ကြီး strong ဖြစ်ဘူး napoli လည်းတက်လေ quarter လောက်ပဲအများဆုံးပဲကျွန်တော်အမြင်ပေါ့လေ quarter လောက်ပဲရှိမယ်တခြားအသင်းတွေထဲမှာလည်းကျွန်တော်ရနိုင်ချေ atletico မတွေ့လည်းမထင်ဘူးကျွန်တော်တို့ဒီကိုကောင်းတော့ကောင်းတယ်ဒါပေမဲ့ champion ဖြစ်လောက်တဲ့အဆင့်တော့မရှိလောက်ကျွန်တော်အမြင်ပေါ့လေ champion league မှာ ပေါ့ဂိုးစုကတော့အမ်ပါပေးတို့ဟာရီကိန်းတို့ဟာလန်တို့အမ်ပါပေးကလည်း on fire ဖြစ်နေအဓိကစထရိုက်ကာကြောင့်လည်းပါစထရိုက်ကာတွေတော်တော်လေးကောင်းနေတဲ့အသင်တွေကလည်းအားသာချက်ရှိတယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ PSG ကတော့ team to be ပဲအကောင်းဆုံးအသင်ဖြစ်နေတော့သူတို့အနိုင်ယူရမှာပဲဘယ်သူ champion ဖြစ်နိုင်လဲဘယ်လိုမြင်ကြလဲကိုမမှာဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်